ဝင်းကနိုင်ကအခုမှ၈နိုင်ပဲရှိသေးရဲ့လို့ပြောလိုက်ပါတယ်။အားလုံးကလန့်သွားပြီးတော့သူတို့ဖုန်းတွေကိုထုတ်ကြည့်တော့လေ၈နိုင်ပဲရှိသေးတာကြောင့်သူတို့အားလုံးစောက်ထဲမှာရောအချိန်မှာပါပိတ်မိနေပြီလို့ဆရာဆန်းကပြောလိုက်ပါတယ်။ သူတို့အားလုံးစောက်ရှိရကိုပြန်သွားကဆရာဆန်းကစောက်ကြောင်းကြားဘူးပြင်မဲ့ယုံနှန်းလို့ထင်ခဲ့တာအခုတော့တကယ်ဖြစ်နေပြီလို့ပြောနေတော့ဟန်ကြီးကအစောက်ကိုဖျက်ဆီးဖို့လုပ်ပြင်မဲ့သူ့လက်သားထိခိုက်သွားပြီးတော့ဖျက်ဆီးလို့မရပါဘူးအဝင်းကတော့ကျွန်တော်တို့စောက်ထဲမှာတည်းမဟုတ်ဘူးအချိန်မှပါပိတ်မိနေပြီနာတာရှာပြောတဲ့အတိုင်းဆိုရင်စောက်ကိုဖျက်ဆီးလိုက်ရင်တက်တလုံးဒီထဲမှာပဲပိတ်မိနေလိမ့်မယ်နာတာရှာကလည်းရှာနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဆရာဆန်းကတော့မတတ်နိုင်ဘူးစောက်ထဲကပြဿနာတွေကိုဖြေရှင်းဖို့အတွက်စောက်ထဲကအမှားစားအတိုင်းလုံးရမှာပဲနာတာရှာကလည်းရှာတွေးချိန်မှာရှာတွေးလိမ့်မယ်လို့ပြောကစောက်ကိုနောက်တစ်ခါ ောက်ဖွင့်ဖက်ပါတယ်။အခန်းတရဲ့အချင်းချုပ်မှာတော့ထူးဆန်းစွာပဲသူတို့ဆရာတပည့်တွေတွေ့ကြုံခဲ့တာတွေကိုရေးထားတာကိုတွေ့လိုက်ရပြီးအခန်းထဲမှာတော့မမလှလှထထကအခပထမကပါကပါမမရညညလာတတလူရေးထားတာကိုဖတ်လိုက်တော့မရီကဒီကပြကအခသမတယောက်ယောက်ကိုရှင်ညွှန်းထားတာထင်တယ်လို့ပြောလိုက်ပါတယ်။အဝင်းကဒါဆိုရင်ဒီကန်းကအခနဲ့ပတ်သက်တဲ့တည့်ရဲထင်တယ်လို့ပြောတော့မရီကမဖြစ်နိုင်တာလို့ပြောနေတော့အဝင်းကတီးလုံးတန်ကြားလိုက်ပြီးတော့ ကြားကြလားဆိုင်းတန်လိုလိုဘာလိုလိုနဲ့တေချာနာတော့ကြီးလို့ပြောတော့ဆရာဆန်းကဟုတ်တယ်ဆိုင်းတန်နေပဲလို့ပြောတော့အဲ့ဒါဆိုရင်နှင်းဆက်တို့ဘာလို့ကြားမှာလဲပြီးတော့ဆိုင်းတန်လာတဲ့နေရာကိုတွားရမှာပေါ့လို့ပြောပြီးဆိုင်းတန်လာရနေရာစီကိုအားလုံးကတွားကြပါတယ် ဆိုင်းတန်လာတဲ့နေရာကိုရောက်တော့တဲရီကနေလာကိုတွေ့လိုက်ရပြီးဟန်ချီကလက်ခုပ်တီးကပြဿနာရှာလိုက်တော့တဲရီကသူတို့ကိုတွေ့သွားကြပါတယ်အဲ့ဒီနောက်မှောင်သွားပြီးတော့တကားဖွင့်ပြီးပြန်ကြမယ်လို့ပြင်မဲ့တဲရီကပြန်ခွင့်မပြုဘဲနဲ့ခန်းမထဲမှာပိတ်မိသွားပါတယ်ဆရာချမ်းကတဲရီကအများကြီးပဲပြေးလို့တော့မလွယ်တော့ဘူးလို့ပြောတော့မရီကသူတို့ကမရီတို့ကိုစင်မော်တက်စီချင်တာနဲ့တူရဲ့လို့ပြောကစင်မော်ကိုတက်လိုက်ကြပါတယ်စင်မော်ရောက်တော့ဘာလို့အမှန်မသိဖြစ်နေတော့တဲရမကလှမ်းဆွဲတော့သူတို့လည်းတယောက်တနေရာစီတာဝန်ယူလိုက်ကြပြီးမရီနေပါတချင်းဆိုမှလည်းနင်းဆိုတဲ့တချင်းပေါ်မှာ ထိပြီးတော့ငါတို့ထိရမှာလို့ပြောနေတော့အနောက်ကတဲရဲနှစ်ယောက်ကစိတ်မရှိပဲနဲ့ထလာတော့မရီလဲကြောက်ပြီးတော့ဆိုချင်ရတယ်ဆိုပြီးနှင်းဆက်ကလည်းကချင်ရတယ်ကဆရာဆန်းနဲ့ဟန်ကြီးကလည်းတီးချင်ရတယ်တီးကြတော့တဲရဲတွေကသဘောမချပဲနဲ့ဒေါသထွက်သွားလို့သူတို့လည်းကြောက်ပြီးတော့ရန်လိုက်ကြပါတယ်တဲရဲတွေစင်ပေါ်တက်မယ်လို့နေတော့ဟန်ကြီးကမမြန်လို့ကြပါဟိုမှာတက်တော့မယ်လို့ပြောတော့အဝင်လဲရှိသမျှအုံနောက်အကုန်သုံးပြီးတိပြီးဖုံးနဲ့သချင်းဖွင့်ပြီးတော့ကျွန်တော်တို့ကဖောလျှော့လိုက်ပြီးတော့တီးဟန်ဆောင်မယ်အကကတော့နှင်းဆက်ကကတာအဆင်ပြေတယ်လို့ပြောတော့ဆရာဆန်းကဟုတ်ပြီငါဖုံးနဲ့ချိတ်ဖို့စပီကာသွား ရှာမယ်ငါးနဲ့တယောက်လိုက်ခဲ့မင်းတို့နှစ်ယောက်ကသူတို့ကိုခဏထိန်းထားလို့ပြောကစပီကာတွားရှာကြပါတယ်အဝင်းကတော့ဟန်ချီကိုမြောက်ပြီးကိုဟန်ချီကအပြောကောင်းတော့တရေတွေကိုခဏထိန်းထားပါလို့ပြောတော့ဟန်ချီကအေးကွာဆိုပြီးတော့ရွှေပွဲလာတရေပိတ်တက်ပြခင်ဗျာမကြခင်မှာမြမနှစ်ပါးတော့အကောက်ကိုကြည့်ရှုခန်းစားပါမယ်ဆိုပြီးတော့ဘာညာတတကပြောနေတော့မရီနဲ့ဆရာကလည်းစပီကာရှာနေကြပါတယ်စော်ရှင်းကလာလေးနှင်းဆက်ငါတို့အခါတိုက်ကြမယ်ပြောတော့နှင်းဆက်ကငါမကချင်ဘူးနင်ရောကောက်ွက်တွေကိုမှတ်မိသေးလို့လားဆိုပြီးတော့မကချင်ဘူးဖြစ်နေတော့စော်ရှင်းကလာပါငါတို့ကြ ောက်အချိန်နောက်ကျကုန်မယ်ဆိုပြီးတော့အကတိုက်ကြပါတယ်။တပတ်မှာတော့မဒီနဲ့ဆရာကစပီကာကိုတွေ့ပေမဲ့ချိတ်လို့မရဖြစ်နေလို့တိုက်ပတ်နေကြပြီးတော့ ထက်ချစ်ချစ်ပြီးရှားသွားတာနဲ့သူတို့ပြန်လာကြပါတယ်သူတို့ပြန်ရောက်လာတော့အားလုံးကကိုတောင်ဝင်ကိုယူပြီးဆရာတို့ကတီးနှင်းဆက်နဲ့စောရှိန်းတို့ကလည်းကနေချိန်မှာဘလူးတို့ကအားကုန်ပြီးတော့အချက်ချင်းရက်သွားတော့တဲရဲတွေလည်းစိတ်တူသွားကြပါတယ်သူတို့ကြံရမရဖြစ်နေတော့နှင်းဆက်ကတချင်းဆက်ဆိုပြီးဟန်ချက်မပြတ်ဆက်ကကြတော့တဲရဲတွေသဘောကျသွားပြီးပျောက်သွားကအခန်းနှစ်ကိုကြော်နိုင်သွားကြပြီးဆိုပြီးတော့အားလုံးပျော်သွားကြကဒီပိုင်းလေးပြီးဆုံးသွားပါတယ်